ကဲမိဘကြီးကိုပါတော့ဗျာဒရေပတ်ပြပါတယ်ကြပါထူးခြားတဲ့ဒရေတွေကတော့ဒါကျွန်တော်တို့အဲတောက်ပိုင်းမှာဆိုလို့ရှိပေါ့နော်ထိုင်းပြည်မှာနေဆက်ပါရှိနေတဲ့ဒါအကြပတ်စစ်ကောင်စီရဲ့ဒါဗော်ဖိုးကြီးစကန်းအကြပတ်စစ်ကောင်စီရဲ့ဗော်ဖိုးစီစကန်းကဆိုလို့ရှိတော့ဓာကြီးပိုင်းအတွေ့ပါပဲစကန်းတစ်ခုလုံးကိုဒါကျွန်တော်တို့ပြည်သူဘတ်တော်သားတွေနော် KNUK ရဲ့တယ်လေတဲ့ ဘူပေါင်းအဖွဲပါဟာဘိတ်တီကနေပါပါအောက်ပြစွာတဲ့တိတ်ပတ်လိုက်တာဆိုလို့ရှိရင်အခုအာလာလာလက်နဲ့တီအများကြီးရတယ်လက်နဲ့တီအများကြီးရတယ်လို့ဒါကျွန်တော်တို့ပြောပြချက်ပါတယ်နော်ပြောပြချက်ပါတယ်ဒီအကြမ်းဖက်စစ်ကောင်စီရဲ့ဖွဲ့စည်းပုံဟာပြက်ကိုပြက်ရပဲသူတို့ကသူတို့ဘာဗတရားလုပ်ခဲ့တဲ့အရာတွေအားလုံးအားလုံးပြည်သူကအခုပြတ်သိမ်းပြီလေတိုက်တာတွေလည်းအခုအကုန်လုံးပြတ်သိမ်းပြီလေတော့အကုန်လုံးလည်းသဘောပေါက်နေပြီ ဘေကလာပါကြီးလေးရဲ့တဲ့ဘေကလာပါဘေကလာကတကယ်ကို ရှိသောမင်္ဂလာပါနော်အဲ့တော့ထိုင်းပြည်ပါဒေဆက်ပါရှိနေတဲ့အချက်ပဲစစ်ကောင်စီရဲ့ပေါ်ဖိုးကိစ္စကဟာဟလာဓာ ਈ ပိုက်တာတိုက်ခိုက်တယ်ဆိုတော့တရေတွေတက်လာတယ်တော့အချက်ပဲစစ်ကောင်စီတဲ့ပတ်သက်တဲ့လူတွေထွက်ပြေးသွားတယ်လို့သိရတယ်တော့အချက်ပဲစစ်ကောင်စီစီကတွေပေါ်မှာလက်တက်ခဲတွေအပြားကြီးပဲရတယ်ပေါ့ မတိယကလေးอ่ะပေါ့เนาะမတိယဆို2ရက်3ရက်တော့ရှိပြီဒါရေခုံနေတာဒီ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 စကန်အတော့ကိုဟာလာအားလုံးကလည်းရေခုံနေဟာဘလို့ပြောဖြစ်လာမလဲဘလို့အနေအနေသားများဖြစ်လာမလဲဆိုတော့အခုဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့အောင်မြင်စွာနဲ့တင်ပါရရှိသွားပါပြီဆိုတော့အကြောင်းတရင်ကောင်းပါပါစေခဗျာဟုတ်ကဲ့အခုအကြံပဲစစ်ကောင်စီရဟိုဖိုးပတ်ရန်ဒီပတ်ရန်ရမ်းနေတယ်ပေါ့နော်အကြံပဲစစ်ကောင်စီဘက်ကနေတော့မှာ ဟိုဘာသတင်းတွေကြားရလဲဆိုတော့အခုတက်လာတဲ့သတင်းတွေကိုကျွန်တော်တို့ပြန်လဲပြောမှသုံးသက်ကြည့်မယ်နော်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်မရဲ့ YouTube channel မှာကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel ဟာဆိုရင်နေ့စဉ်မျိုးတလုံးနဲ့တက်လာတယ်ဒါတို့တရင်ကောင်းတွေကိုတင်ဆက်ပေးနေရမယ်ကျွန်မရဲ့ channel လေးကို like and subscribe လုပ်ပေးပါ like and share ပြန်လည်မြေတီဆောင်လို့ရတယ်။ငါတို့ပေါင်းဆက်ရှင်ပါတယ်ခင်ဗျာ။အနန္ဒီအစိုးရကိုတဲ့အကြပ်ဆက်ကောင်စီစစ်တပ်ကတဲ့အတက်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ခဲ့တော်လဲ။โอเค အကြပဲစစ်ကောင်စီမရောက်လာရင်မေး brain wash လို့လို့ရတဲ့အထဲမှာ generation z တွေမပါဘူးမျိုးဆက်တစ်တွေမပါဘူးเนาะအားလုံးအားလုံးမပါဘူးเนาะ NLD အစိုးရကိုတဲ့စစ်တပ်ကအတက်နိုင်ဆုံးပူပေါင်းဆောင်ရွက်ခဲ့တော်လဲကားလုံးမခေါ်သည့်အပြင်နဲ့ဥပဒေနဲ့မညီသောကိစ္စရဲ့များစွာလှုပ်ဆောင်ခဲ့၍ဒီမိုကရေစီကလူလူမုံတိုင်းကထက်နဲ့ဖြစ်ပေါ်ခဲ့သည်ဟုမရောက်လိုက်ပြောပါတယ်အဲ့တော့အဲ့တစ်ချက်ကိုအရေးရှိပဲမရောက်လိုက်ရေနော်โอเค NLD လက်ထက်မှာ NLD လက်ထက်မှာခပြားတို့အကြပတ်စစ်ကောင်စီကလေတကယ်ဆိုလွတ်တော်တွေကထွက်သွားပါเนาะအာဗဒါတပြောပဲလွတ်တော်တွေကထွက်တာပါဒီစစ်တပ်နဲ့နိုင်ငံရေးနဲ့ဘာမှမဆိုင်တော့ပါစစ်တပ်နဲ့နိုင်ငံရေးနဲ့ဘာမှမဆိုင်ဘူးအဲ့နဲ့ဒီလက်ထက်ကလေးကခပြားတို့အကြပတ်စက်ကောက်စစ်တက်တီလွတ်တက်တဲ့ပါအစိတ်သားတွေပါနေရာတွေပါဝင်ရမလုံးနဲ့အဲ့လိုထွက်ကိုထွက်သွားရ သဘောပေါက်လားမသိသဘောပေါက်လားမသိဟိုအခုပါလာပြတော့ပါ identity ဘာကြဘာကြဆိုတော့ခင်ဗျားတို့လာပြတော့ပါအပြစ်သွားပါပုံတယ်တော့သဘောပေါက်လားမသိဒါတကယ်ကိုမြန်မာနိုင်ငံရေမြန်မာနိုင်ငံရေအတိုင်းပဲသုံးသက်လိုက်ပဲဆိုလို့ရှိရင်အခုကခင်ဗျားတို့အကြပ်စစ်ကောက်စီလုံလိုက်ပါ NND လက်ထက်တက်ကထတော်ပို့ပြီးတော့မှစုတ်ချသွားတဲ့အနေထားအသွင်အပြင်တစ်ခုကိုခင်ဗျားတို့ပို့ဆောင်လိုက်တာဖြစ်တယ် ဲ့ဒါခင်ဗျားတို့ဘယ်တော့မှမပေးတဲ့တဘောပေါက်လားမသိဘူးเนาะတဘောပေါက်လားမသိဘူးအဲ့ဒါခင်ဗျားတို့စဉ်းစားပါအဲ့တော့ NLD အစိုးရကိုခင်ဗျားတို့ကအတက်တက်ဆိုပူပေါင်းဆော်ရခဲ့တော့လဲဆိုရဲဟိုဘယ်လိုပြောပြမလဲအောက်တက်ကြတဲ့စကားလုံးခင်ဗျားတို့သုံးဖို့အတွက်မစဉ်းစားတဲ့တကယ်တော့အတိုင်ပင်ခံပုဂ္ဂိုလ်တော်ဆောက်စုကြီးကပြည်တွင်းမှာဆိုလို့ရှိရင်လည်းပြည်တွင်းပြည်သူလူထုတွေ့ဆုံမှုတွေကိုလုပ်ခဲ့တယ်ပြီးလို့ရှိရင်အဲ့ဒီအခြေအမှအများဆုံးသောပြဿနာပါ เนาะအများဆုံးသော ပြဿနာတော့တစ်ခါပြောပြမယ်တကယ်တော့အတိုင်းပိတ်ကပုဂ္ဂိုလ်တော်စာစုကြည်ကပြည်တွင်းနဲ့ပတ်သက်ပြီးတော့မှပြည်သူလူထုကိုတွေးဆမှုတွေကိုလုတ်တဲ့အခါပါအများဆုံးသောပြဿနာဘာဖြစ်မယ်လို့ထင်လဲသိလားမိဘကြီးကိုမတော်မအများဆုံးသောပြဿနာကဒီအကြပ်ဘက်စစ်ကောင်စီတွေကဒီအကြပ်ဘက်စစ်တပ်တွေကပြည်သူလူထုပေါ်မှာ မတရားသောတိမ့်ပိုက်တာသောမြေယာကိစ္စတွေပဲဖြစ်တယ်အဲ့ဒါအများဆုံးပဲအညာမြေဒေသကိုနိုင်ငံတော်အတိုင်းပိတ်ကပုဂ္ဂိုလ်တော်စာစုကြည်သွားပြီဆိုလို့ရှိရင်လဲ ပြည်သူလူထုအများသောအမေးအမေးလို့အော်ပြီးတိုင်ကြတာဘာတိုင်ကြလဲဒီအချိုင်ဘက်စစ်ကောင်စီတွေကဘယ်လိုပြောပြမလဲမြေတွေကိုမတရားသိမ်းထားပြည်သူလူထုနဲ့ပတ်သက်တဲ့မြေယာတွေကိုမတရားသိမ်းထားတဲ့ကိစ္စတွေနော်အညာမျိုးသွားပြီဆိုလို့ရှိရင်လည်းနိုင်ငံတော်အတိုင်းပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်တိုင်တာမြေယာကိစ္စတွေတိုင်နေအော်ဟိုရှက်ပြည့်တဲ့သွားလဲထိုလီလီကောက်ပဲဒီအချိုင်ဘက်စစ်ကောင်စီစစ်တပ်ဘက်ကဒီလိုပါမတရားသိမ်းထားတဲ့မြေယာကိစ္စတွေကိုတိုင်နေတနေ့နိုင်တိုင်း ဘက်ကိုသွားမယ်ဆိုလို့ရှိရင်လည်းအကြဘက်စစ်ကောင်စီစစ်တပ်ကဗတရားတင်ထားသောမြေယာကိစ္စတွေအတိုင်းနဲ့ထုံးနီတကောက်မဲ့ကရင်ပြည်နယ်ကိုသွားမယ်ဆိုလို့ရှိရင်လည်းအကြဘက်စစ်ကောင်စီစစ်တပ်ကမတရားတင်မိုက်ထားသောမြေယာကိစ္စတွေကိုတိုင်းနဲ့အဲ့လိုမျိုးအပြည်သူလူထုကနိုင်ငံတော်တိုင်းနိုင်ငံပုဂ္ဂိုလ်တော်ဆက်စုကြည်ကိုဒီအကြဘက်စစ်ကောင်စီကမတရားတင်ထားတဲ့မြေယာကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှတိုင်ပြီးဆိုလို့ရှိရင်တိုင်ပြီးဆိုလို့ရှိရင် ဒီအကြပတ်စစ်ကောက်စီမဲအောင်လားသူတို့နဲ့ပတ်သက်တဲ့ဒီစစ်တပ်ဘက်ကလူတွေမျက်စိတွေမျက်နှာတွေအကောင်လုံးပြတ်တယ်။ဘာဖြစ်လို့လဲပြည်သူလူထုတွေးဆောက်ဘူးလေ။လောက်တဲ့အခါမှာမျက်စိမျက်နှာကိုပြတ်လို့နော်တကယ်တော့အတိုက်ပကယ်ပုဂ္ဂိုလ်တော်ဆက်စုကြီးကစကားပြောပြီးဟလာမြေယာကိစ္စတွေစကားပြောပြီးဆိုသူတို့မျက်နှာမျက်စိမျက်နှာတွေကိုပြတ်လို့ ဲ့လိုပြောမျက်စိပြက်မျက်နှာပြက်ဟိုကဟိုကမလုံးတက်ဒီကလုံးတက်အဲ့လိုပြောသူတို့တွေကပြက်တာတွေပြက်ကြဘာဖြစ်လို့လဲဆိုတဲ့အခါကြတော့ပြည်သူနဲ့ရှင်လေပြည်သူနဲ့ရှင်လေဒီမြေယာကိစ္စတွေ ပြည်သူဒီအမှန်တရားပဲဒီနေ့ဒီချိန်ဒီအမှန်တရားလို့တော့ပဲအခုကကာလုံမခေါ်သည့်အပြင်ဥပဒေနဲ့မညီတော့ကိစ္စရဲ့များစွာကာလုံမခေါ်အခုမှကာလုံနေပါမင်းအောင်လိုက်မင်းအောင်လိုက်တို့ဒီခရိုနီတွေအာနာရှင်တွေဆိုတာပြည်သူတွေသဘောပေါက်ပြီးသွားပြီတမတော်ကိုလည်းခင်ဗျားတို့အတုံးချပြီးသွားပြီ၅နှစ်လုံးလုံးအတုံးချပြီးသွားပြီဘာမှခင်ဗျားတို့အောင်မြင်မှုမပေါ်ဘူး NLD လောက်တော့လည်း NLD လောက်လို့ခင်ဗျားတို့ နော်ဟိုပိုက်ရန်ဒီပိုက်ရန်အခုလဲခပြားတို့တွေဒီဘာတွေထပ်ပြစ်ပြန်လဲဆိုလို့ရှိရင်အပြစ်တွေပြန်ဖို့ချင်တယ်ခါလုံးမခေါ်လို့တဲ့ထမိန်ဝတ်တာပါလားအကြမ်းဖက်စစ်ကောင်စီမရောက်လိုက်ခပြားတို့ထမိန်ဝတ်တာလိုက်နော်ခရဲရဲစကားပြောရမယ်ဆိုခပြားတို့အောက်တက်ကြလို့တဲ့ခပြားတို့တွေရဲ့ယူထားတဲ့ຢາດູດີອປွက်ດີອຂັດອະລັດດີແດອະດູຂະຍາລູຍະກູຈິດຕຍາດີມາກ້າວບູ တပည့်တို့ရဲ့အကျင့်တရားတွေမကောင်းဘူးတပည့်တို့ပြောတဲ့ဆိုတဲ့စကားတွေကအစစ်တမ်းမရှိဘူးအခုငါးနှစ်လောက်လောက်ခင်ဗျားတို့တက်ပြော့သားတွေကိုအတုံးချခဲ့ပြီးတော့မှဘာအောင်ပြုဘူးမှမရခဲ့တဲ့အခါကျတော့အခုခင်ဗျားတို့တွေဒီ identity ကိုအပြစ်ထပ်ပေါက်ပြရတယ်အောက်တက်ကြတယ်ခင်ဗျားတို့တိုင်ခေရကုန်ထွက်ထွက်ဘာသူကခင်ဗျားတို့လက်ခံပါဖို့ ထွက်ဆုံးပြတ်တာရပဲသူပြတတ်ကြပါဆိုလို့ရှိရလေအကောလောအစိပြေနေပြီအာလောအစိပြေနေပြီအစိမပြေတာမြန်မာနိုင်ငံမှာအာဆီယံပါအစိမပြေဆုံးတော့အာဆီယံနိုင်ငံကိုပြပါဆိုမြန်မာနိုင်ငံမှာဘာဖြစ်လို့မြန်မာနိုင်ငံဒီအစိမပြေတာလဲဒီပါလီယံကပြီးချက်တွေကြောင့် ဒီပြည်သူလူထုအရေးနဲ့ပတ်သက်ပြီးဟိုဟာပါလိုက်ဒီဟာပါလိုက်ဟိုဟာပါလိုက်အကုန်လုံးလိုက်တော့ပါစွတ်ဖတ်နေတဲ့အတွက်ကြောင့်ခင်ဗျားတို့အကုန်လုံးကြောက်ရပဲထွက်နိုင်ငံလောကထွက်ပါမထွက်ရင်ပြည်ပြည်သူလူထုကလည်းခင်ဗျားတို့လက်မခံလာတာငားနေရှိပြီအေးနောက်တဲ့ခင်ဗျားတို့အကြဘက်စစ်ကောင်စီကနိုင်ငံလောကမထွက်ဘူးဆိုခင်ဗျားတို့တက်ပေါ်တော့ဒါတွေကိုလည်းခင်ဗျားတို့ကိုလက်မခံတော့တဲ့အသေးသားကိုသွားပဲနောက်တဲ့တိနောက်တဲ့ ခြေလာတဲ့ဟာသဘောပေါက်လားမသိဘူးတပ်ပရောဆိုတာတပ်ပရောရဲ့နေရာပါမသိလို့ရှိအတိတ်ပဲမရှိဘူးနော်အတိတ်ပဲမရှိတပ်ပရောဒီတပ်ပရောရဲ့နေရာပါမသိအတိတ်ပဲမရှိဘူးအခုဆိုလို့ရှိရင်ပြပပြီးပါသူ့နေရာနဲ့သူပဲဟလာအခုဒါကျွန်တော်တို့တော်လိုက်လောက်ကြတယ် EO ဦးရီနဲ့ AL AL အတူလက်တွဲတယ် EO ရီနဲ့အတူ ရှင်းတန်ကြရတယ်ပြောကြရတယ်တွားကြရတယ်ဆိုကြဘာပြတ်တလားဘာမရှိဘူးပြောစရာတိတ်ကောင်းတယ်ကျွန်တော်တို့သိကြတယ်ပြပါနိုင်ငံရဲ့စီအကြောင်းအရာတွေသိရတယ်တပိုင်းအကြောင်းအရာတွေသိရတယ်နိုင်ငံအကြောင်းအရာတွေသိရတယ်ရှင်းလျှောက်ဝယ်ခပြောလို့စစ်တက်ကဘီဘီဂျီရုပ်ကြတော့ရုပ်ကြပဲဘာသာရေးကိုလည်းခုလိုမလုပ်ပါနဲ့တော့အကောလုံးခပြောလို့တွေဒီအကောလုံး ဆုပ်ယူတော့ပဲအနေထားကိုရောက်နေပြီလို့ဒါကျွန်တော်ပြောပြချင်ပါတယ်ဒေါ်လာရအေအာရုပ်သွားတာပေါ့ဒေါ်လာရအေအာပိုပြီးကောက်လာတာလို့ပြောလို့ရတယ်ကဲဒါကတော့ဒီနေ့ရဲ့ထူးခြားသောအရာပဲဖြစ်ပါတယ်မင်္ဂလာပါတတိတိရေမင်္ဂလာပါဟုတ်ကဲ့ပါအဲ့တော့တပြေးပြေးတဲ့တော့တောက်ပိုင်းရဲ့အချိန်အဝါတွေရတယ်အင်မတန်ကောက်လာပါပြီတောက်ပိုင်းနဲ့ပတ်သက်ပြီးတော့ပါပေါ့နော်တောက်ပိုင်းတစ်ခွေကတည်ထားဖို့ ਆ လဲ အာဆီယံလက်တောက်ပိုင်းကိုထောက်ခဲ့တယ်နော်ဟိုတော့ထိုင်းနိုင်ငံဒီလဲတောက်ပိုင်းတစ်ခွေအကောလုံးကိုထောက်ခဲ့တယ်လုံးဆရာရှိရတာရဲရဲလုံးပါပြည့်ပြည့်တသားသွားပါလုံးဆရာရှိရရဲရဲသွားပါဒီအကြံဖက်စစ်ကောက်စီဒီရဲ့အကြံဖက်မှုဒါအပြည့်ပြည့်ကနေပြောပါကြေဝေးကြပါစေလို့ပြောပြောချင်ပါတယ်ယေရှုတည်ပါတယ်